မန္တလေးတိုင်းမြင်းချံခရိုင်အတွင်းမှာမေလ15ရက်နေ့ကဆလို့ကိုမြင်းဆောင်အညာမြေစစ်စင်ရေးဆင်နွှဲနေပြီးစစ်ကောင်စီတပ်အထိုင်ချရာနေရာတွေဓာငွေပိုက်လိုင်းလုံးချုံရေးတပ်ဖွဲ့တွေနဲ့တပ်စခန်းတွေကိုတပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်နေရလို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောကြပါဗျ။စစ်စင်ရေးစတင်တဲ့နေ့ကဆလို့မြင်းချံမြို့နယ်စမိတ်ခုံရဲစခန်းကြောက်ပြုတ်ရွာပြူစခန်းတောင်ရှိဂိတ်အထိုင်စခန်းမြင်းချံမြို့၁၈ရက်ကွက်နဲ့ခရိုင်ထွေးအုပ်ယုံ နထိုးကြီးမြို့နယ်ကပ်ပိုက်လိုင်းနယ်မြို့မစခန်းဝက်လူရဲစခန်းဇီးရွာအနီးစစ်ကြောင်းတောင်တာမြို့နယ်ထထောင်းကုန်းပြူရွာစခန်းနဲ့မြို့ဝင်ဂိတ်တောင်တာမြို့နယ်ကပ်ပိုက်လိုင်းငဆုံမြို့နယ်မြို့ဝင်ဂိတ်မြို့တာပန်းဆောက်စခန်းစတဲ့တပ်စခန်းတွေကိုတိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။တောင်တာမြို့နယ်ကစစ်ကောင်စီတပ်စခန်းအများစုကိုတိုက်ခိုက်နိုင်ပြီးမထိန်းထားနိုင်တဲ့ထထောင်းကုန်းပြူရွာကိုတော့စစ်ကောင်စီတပ်ကပြန်လည်အထိုင်ချထားတယ်လို့မြင်းကြံခရိုင်မှတ်သုံးတရင်တာဝန်ရှိသူကပြောပါဗျ။ တောင်တာမဲ့အချိန်တွေကကျွန်တော်တို့ဒီတောင်တာမြို့နယ်တန်မြို့နယ်လုံးမှာကျွန်တော်တို့ဘာကြံမလဲဆိုတော့ကျွန်တော်ကျွန်တော်ဒီရေစကန်ကြံမယ်ကျွန်တော်ရုံးနေရေစကန်ကြံမယ်ပြီးသွားလို့ရှိရင်စကြံရေစကန်ကြံမယ်ကိုလေးကထဏောင်းကုန်းကြီးပါကျွန်တော်တို့ဝင်တိုက်ခဲ့တယ်ပေါ့အဲ့ဒါတော့ဟိုအကုန်လုံးတော့တင်းနိုင်ခဲ့တယ်ပေါ့ဗျာဒါအမဲ့လီကောင်းရန်ကြောင်းရေသူမိုင်းရန်ကြောင်းရေကျွန်တော်တို့ပြန်ပြီးတော့တိုက်ခဲ့ပြီးကြအခုဘာသာရေးပြန်ဆောက်နေပြီးတော့ပြန်ထိုင်နေလို့တင်းရပြီးသွားလို့ရှိရင်တောင်တာမြို့ပေါ်ရေဒါပဲရှိတော့လေကျွန်တော်ဒီတင်းမြို့နယ်လုံးမှာရွာရဲအခမရှိတော့ဘူး တိုက်ပွဲတွေအတွင်းလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ခရိုင်အတွင်းကပြည်သူ၄ဦးသေဆုံးခဲ့ပြီးတိုက်ပွဲဖြစ်ပွားတဲ့အနီးဝန်းကျင်ကျေးရွာတွေကပြည်သူတွေအရေးပေါ်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဒေသခံတွေကပြောကြပါဗျ။မြင်းချံခရိုင်အတွင်းကစစ်ကောင်စီတပ်စခန်းတွေတိုက်ခိုက်ခံရပြီးတဲ့နောက်မေလ26ရက်နေ့မှာ စစ်ကောင်စီကရေလန်းကနေတင်းမောလေးစီနဲ့စမိတ်ခုံစိတ်ကန်းကိုလက်နက်ရိတ်ခါနဲ့စစ်ကူတွေပေးပို့ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ကတော့ မြင်းချံခရိုင်တွင်းမှာစစ်ကူအင်အား400ကျော်လောက်ပေးပို့ထားပြီးကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့မြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်နိုင်တဲ့အထိဆောင်ရွက်သွားမယ်လို့ပြောပါတယ်ဒီအားပြိုင်တဲ့သဘောမျိုးပေါ့နော်အားဆန်းတဲ့သဘောမျိုးပေါ့အဓိကညာဒီစားမှာလည်းပေါ့နော်အဲအချိန်ကြီးအတားကြာခဲ့ပြီလေလူသိတိုက်ပွဲတွေဆိုပုံဆောင်တည့်ပြီအဲ့ဒီတော့ကျွန်တော်တို့ကအားဆန်းတဲ့သဘောတရားပုံစံမျိုးပေါ့အဓိကတော့ကျွန်တော်တို့မကြခင်မှာမြို့သိတိုက်ပွဲတွေလည်းဖြစ်သွားနိုင်တဲ့အနေအထားရှိပါတယ်ညာဒီသားမှာကွန်ဒီဘက်ကပြန်လဲထိုးစစ်ဆင်နိုင်တဲ့အနေအထားရှိတယ်ဗျာသူတို့အခုတော့မှအင်အားတွေ လေးရာကျော်တော့ကျွန်တော်တို့အဲဘောနယ်ဘက်တွေမှာရောက်နေ။နေရာလေးရာကျော်တော့ရောက်နေရရှိတယ်။အဲဒါပေမဲ့ကျွန်တော်တို့အဲအားလုံးတော့ပြင်ဆင်ပြီးသားပါဘူး။အဲတော့ဒီပွဲကတည်ဆိုတာမရှိပါဘူး။ရှုံးနေနိုင်ပဲရှိပါတယ်။ကိုမြင့်ဆောင်အညာမြေစစ်စင်ရေးမှာမြင်းချံခရိုင်ကွန်မန်ဒိုတပ်ဖွဲ့ခရိုင်အတွင်းကတည်ရင်းဆယ်ရင်းမြင်းချံတောင်သာ နထိုးကြီးငစုံစားတဲ့မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ပကဖတွေနဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေပါဝင်တယ်လို့သိရပါတယ်။ကျမဒီပြီပါ